မင်္ဂလာပါခင်ဗျာမင်္ဂလာပါသတင်းစာဂျာနယ်တွေကနေပြီးတော့ထုတ်လို့ပြီးဖတ်ကြားတင်ဆက်ပေးတဲ့အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်ကျွန်တော်နေစွန်နိုင်နဲ့ကိုရှူအောင်တို့ကတာဝန်ယူပြီးတော့ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ဒုတိယပိုင်းမှာလည်းကြန့်ရှိနေသေးတဲ့သတင်းစာဂျာနယ်မျက်နှာဖုံးပေါ်ကသတင်းကောင်းစီတွေကိုဖတ်ကြားပေးပါဦးမယ်ဟုတ်ကဲ့ဗျာဒီမှာ7 day မှာဆိုလို့ရှင်သူဖုံးတင်ထားတာလွဲကျဲမှာတဲ့မိုင်းတလုံးပေါက်ွဲဒေတာကန်၄ဦးတန်ရာပြင်းထန်တဲ့ဟုတ်ကဲ့ဒီသတင်းလေးလည်းပါပါတယ် ီလီလဲဘက်မှာကြတော့မြန်မာနိုင်ငံရဲ့တူးချင်းဝင်ငွေကိုဒေါ်လာ850လို့တွက်ချက်ထားတော့လေလူဦးရေစစ်တမ်းကောက်ယူပြီးမှသာလေပုံမတိကြတော့ကိန်းဂရမ်းများရရှိမည်ဖြစ်ကြောင်းစီးပွားရေးပညာရှင်များသုံးသက်အဲဒါမျိုးလေးတွေပေါ့ဗျာဟုတ်ကဲ့တော့သူကအေရဝတီတရားပခုတ်ကူနဲ့လေသူကသတင်းတပ်ပုံလေးနဲ့ထည့်ထားသေးတယ်ဗျာဘာလဲဆိုတဲတောင်မြေပေါ်ထုံးပုံရင်းနဲ့တည်းများပြားတယ်ဆိုတချို့နေရာတွေမှာကျွန်တော်တို့ယေဇူးကလောက်ပဲရှိတော့မလို့3000လောက်ပဲရှိတယ်လို့လည်း အဲအဲ့ဒါမျိုးလေးသူရေးထားတယ်ဗျဟုတ်ကဲ့ ARD ရဲ့ကျမ်းမာကြီးပေါ့ဗျကျမ်းမာကြီး The voice မှာတော့နေဝင်ချင်းဂျင်နာလက်ဖြင့်ဖေးကူသူများဆိုဆိုတော့ကျွန်တော်စီမားတော့ဗျာတပတ်အတွင်းမှာသတင်းလေးတချို့ပေါ့ပြန်ပြီးတော့နော်ကျန်ရှိနေတဲ့လေးဖတ်ပြချင်တာပေါ့ The voice ဟုတ်ကဲ့ The voice day daily မှာတဲ့သူကငွေလိန်ကောက်သည့် NLD ရက်ွက်စီယုံရည်မှုပါတီဝင်အဖြစ်မှရက်စဲမီဒီယာသမားများနာမည်အသုံးပြုရေးတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါန်ဆန်းစုကြည်ဤ နော်ဒီရှမ်းပြည်ခရီးစဉ်ပေါ့ဗျာဟုတ်ကဲ့ခရီးစဉ်အတွက်ဟိုဆိုကတောင်ကြီးမြို့ပေါ်တွင်ငွေလိန်လေကောက်ခံသည့်တောင်ကြီးမြို့လမ်းမတော်ရက်ွက်စီယုံရေးမှုကိုပါတီဝင်ဖြစ်ကရက်ဆက်လိုက်ကြောင်းတောင်ကြီးခရိုင်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကရာဦးတင်မောင်တို့ကပြောကြပါတယ်ရင်းရက်ွက်စီယုံရေးမှုကိုဇန်နဝါရီ22ရက်နေ့ကပြုလုပ်ခဲ့သောတောင်ကြီးမြို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်အစည်းအဝေးတွင်ပါတီဝင်အဖြစ်မှရက်ဆက်လိုက်ခြင်းဖြစ်ပြီးထပ်မံအရေးယူနိုင်ရန်ရှမ်းပြည်နယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းအဖွဲ့ကိုတင်ပြထားကြောင်းရင်းပါတီသတင်းထုတ်ပြန်ချက်အရသိရသည်နော်ဆိုတော့အားလားပြောတော့သတင်းတွေလည်းရှိသေးတယ်ဗျဒီမှာဆိုလို့ရှိရင်ဟိမွန်နာကရွေးရှားမိုးတိမ်နေကြောင်းနဲ့မြန်မာနိုင်ငံအထက်ပိုင်းမိုးရွာသွန်းမယ်ဆိုတော့အခုအချိန်ကြီးမိုးရွာဦးမယ်ဆိုတဲ့သတင်းပေါ့ဗျာနော်အဲ့ဒါဘလူးကပြောလိုက်တယ်ဆိုမိုးလေဝသပညာရှင်ဒေါက်တာထွန်းလင်ကပြောလိုက်တယ်တဲ့ သူကဘလို့ပြောလိုက်လဲဆိုတော့လေပိုင်းထက်ပိုင်းနဲ့တနင်္သာရီတိုင်းမှာတော့ညပူချိန်တွေကပြင်းပြပူချိန်တွေပိုပြီးတော့ညော့နေတယ်မြောက်ပိုင်းဒေသတွေမှာတော့ဘိုးထစ်ချုံရွာနိုင်မှုရှိတယ်ဆိုပြီးပြောတယ်။ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံအနောက်မြောက်ဖက်ခြမ်းကဝင်ရောက်တိုက်ခတ်တဲ့ဆောင်းရာသီလေမြအာရော့နေတဲ့ပြင်ဘိုးတိမ်တိုက်ဒေဥတီရွှေရှားဝင်ရောက်လာတာကြောင့်လေပိုင်းဒေသနဲ့ထက်ပိုင်းဒေသရင်ွေပါဝင်မှုမြင့်မားနေကြောင် အဲ့ဒါကြောင့်မိုးရွာသွန်းနိုင်ဘွဲ့အခြေအနေရှိကြောင်းတဲ့ဒေါက်တာထွန်းလင်ကခမ်းမန်းပြောဆိုပါတယ်တဲ့ဆိုတော့သူကဒီမှာဒီနေ့ထုတ်ပြန်ချက်ဒီမှာချင်းပြည်နယ်သခိုင်းတိုင်းဒေတာကြီးအထက်ပိုင်းမှာဇန်နဝါရီ20ကနေရာကွက်ကြားမိုးရွာခဲ့တယ်တဲ့ဟုတ်ကဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့တောင်ပိုင်းနဲ့မြောက်ပိုင်းဒေတာတွေမှာတော့ဇန်နဝါရီလတတိယပတ်အတွင်းနေရာကွက်ကြားမိုးရွာမယ်တဲ့ဒါမိုးလေဝသကကြီးညာချက်ထုတ်ပြန်ထားတာဗျာဆိုတော့ကျွန်တော်စီမှာပြီးခဲ့တဲ့နော်တိတ်မကြခင်ကျွန်တော်တို့1300ပြည့်အရေးတော်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ ီ85နှစ်ပြည့်စေရင်တုပေါ့နော်ခန္ဓာရီတုခန္ဓာမှာပဲတဲ့လောက်သားအဖွဲ့စည်းများ တပေါင်းနဲ့ဖွဲ့ရင်1300ပြည့်အရေးတော်ပုံစေရင်တုရင်တိုက်တွန်းလောက်သမားရေကိုဆောင်ရွက်ရင်လောက်သားအဖွဲ့စည်းများတပေါင်းတစုတဲ့ဖွဲ့စည်းရင်လိုအပ်ကြောင်းရန်ကုန်မြို့တော် MCC ခန်းမတွင်ဇန်နဝါရီလ22ရက်နေ့ကပြုလုပ်သည့်1300ပြည့်အရေးတော်ပုံ85နှစ်ပြည့်စေရင်တို့အခမ်းအနားတွင်မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD နာယကဦးတင်ဦးကတိုက်တွန်းသည် လုံသားအဖွဲ့အစည်းများတပေါင်းတစ်စီးတည်းအဖွဲ့အစည်းလုံသားရေးကိစ္စများကိုဆောင်ရွက်ရန်လိုအပ်ပြီးပါတီတစ်ခုသို့မဟုတ်အဖွဲ့အစည်းတစ်ခုကိုအသုံးချကံမဖြစ်ရန်လိုအပ်ကြောင်းအလားတူလေသမားအဖွဲ့အစည်းများသည်လည်းတပေါင်းတစုတည်းစုစည်းကလေသမားများအရေးကိုဆောင်ရွက်ရန်လိုအပ်ကြောင်းဥတင်ဦးကဆိုသည်လာမည့်ရွေးကောက်ပွဲတွင်2014ခုနှစ်တွင်အခက်အခဲများကိုကျော်လွှားရမည်ဖြစ်ပြီး2014ခုနှစ်သည်ပြည်သူလူထု၏ကံကြမ္မာကိုအဆုံးဖြတ်ပေးမည်နှစ်ဖြစ်၍အဆိုပါအခက်အခဲများကိုကျော်လွှားရန် 1300ပြည့်အရေးတော်ပုံစိတ်သက်ဖြင့်အလုံသမားလက်သမားအပါဝင်ပြည်သူလူထုတရက်လုံးကညီညီညွတ်ညွတ်ဖြင့်လှုပ်ဆောင်ရလိုကြောင်း၎င်းကဆက်လက်ပြောကြားတယ်နော်ဒါကတော့သတင်းတပုတ်ပေါ့ဗျာဟုတ်ကဲ့1300ပြည့်အရေးတော်ပုံခန္ဓာတွေရန်ကုန်မှာဒါဒီနေ့မှစပြီးတော့တရားဝင်တွေကျင်းပလာကြတာပေါ့ဗျာဒီမှာကလည်း the voice ကဒေးလီရပါပဲဒီမြမလေယာကဏ္ဍနဲ့ပတ်သက်တဲ့သတင်းလေးပါဟုတ်ကဲ့မြမလေယာကဏ္ဍနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနည်းပါဟုဆိုတဲ့ ။အားကြောင့်လည်းဆိုမြေယာကိစ္စပိုင်ဆိုင်မှုငားရမ်းမှုကိစ္စများဖြင့်တောင်သူလယ်သမားတွေနဲ့တွေ့ဆုံဆက်ဆံရတဲ့ကိစ္စတွေကတိမ်မွေ့ခက်ခဲနေသေးဖြစ်ကြောင်းအဲ့ဒီကြောင့်မြန်မာလျာကဏ္ဍမှာနိုင်ငံခြားယင်းနှမြုံနှံမှုမှာအလွန်နှဲပါနေတဲ့ကြောင်းမြန်မာနိုင်ငံစံတမအသိဉာဏ်ထူထူတွေးမှုဥယျာဉ်အောင်ကပြောကြသည်သူကပြောလဲဆိုတော့စူးရပိုင်းကလုတ်ပေးရမယ့်မြူသား စံစဘာမူဝါဒလိုဟာမျိုးတွေတခြားနေရာကဏ္ဍနဲ့ပတ်သက်တဲ့မူဝါဒတွေကအခုမှရေးဆွဲနေတော့ဖြစ်တာကြောင့်ယင်းနှမြုံနယ်သူတွေအနေနဲ့စောင့်ကြည့်တဲ့အစီအမံဖြစ်ပါတယ်တဲ့ဆိုပြီးတော့ဒီအင်္ဂနောတမနာစီဝါယီချမ်ပေတူဖြစ်တဲ့ဒေါက်တာစိန်လှဘူကလည်းဗာပြောလဲဆိုလေယာကဏ္ဍမှာယင်းနှမြုံနယ်မှုပြုလုပ်ဖို့ပြည်ပကော်မတီ၁၂ခုမြန်မာနိုင်ငံယင်းနှမြုံနယ်မှုကော်မရှင်နဲ့တွေ့ဆုံဆွေးနွေးနေတယ်တဲ့ ကဲကျွန်တော်စီမှာတော့ဒီမှာတော့ NCCD အပြည့်အမူချမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကန့်ကွယ်အော်နော်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများကိုယ်စလဲများဖြင့်ဖွဲ့စည်းထားသည့်တနင်္ဂနွေလုံးအပြစ်ခတ်ရက်စိညင်နိုင်ဖွဲ့ NCCD အပြစ်ခတ်ရက်စိမူကြမ်းကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတချို့ကကန့်ကွက်ထားကြောင်းတိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးညီလာခံလော်ခီလာပြောရေးဆိုခွင့်ရှိသူနိုင်ဟန်သားပြောကြတယ်နော် ဆိုတာငင်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ NCCD တို့အချင်းချင်းတွေ့ဆုံဆွေးနွေးထားတဲ့သဘောတူညီချက်မူကြမ်းမှာပါတဲ့ဩဝါဒအသုံးအနှုန်းအချို့နော်သူကအဲ့မှာပါတဲ့ဩဝါဒအသုံးအနှုန်းအချို့ကိုကန့်ကွက်တာဟုတ်ကဲ့အဲ့ဒီအချို့ကိုတိုင်းသလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ပေါ်အမျိုးသားလူမျိုးရေးအဖွဲ့ပလောင်အဖွဲ့ PSLF ဒီမိုကရေစီအကျိုးပြုကရင်တက်မှာတော့ DGB နဲ့ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကန့်ကွက်နေကြောင်းသူကထက်လောင်းပြီးပြောဆိုပါတယ်တဲ့ထို့အပြင်အပြစ်အခက်ရစဲဆင်းရဲမှုတွေနဲ့နော်ထဲ့သွင်းမိ ဖက်ဒရယ်တက်မတော်တိဆောက်ရေးအဲ့ဒါကိုလေအစိုးရကဖက်ဒရယ်ရေးရဟုသာသုံးလုံးစီလိုပြီးတိုင်းသားတွေကတော့ဗျာပို့ပို့ခိုင်မာစေလူအတွက်တိဆောက်ရေးဟုသုံးလုံးရန်ထပ်မံထောက်ပြထားကြောင်း NCCD အဖွဲ့ထံမှသိရပါတယ်နော်အဲ့ဒါမျိုးတွေရှိပါဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒုတိယပိုင်းကာတွန်းအချိန်ရောက်လာတာပါဗျာကာတွန်းအချိန်ရောက်လာတော့ကျွန်တော်တို့ဒါ daily 11ကာတွန်းပေါ့ကာတွန်းဆီကထင်လင်းကျော်သူကတော့ဒီမှာ ခရိုနီယာနေပြီးတော့ဘောပေါ့ပဲဘတ်စကက်ဘောပေါ့နော်ကစားတဲ့ပုံစံမျိုးသူကတေးုပ်ဖော်ထားတာပေါ့ခရိုနီယာနေပြီးတော့ခါတဲ့ပုတ်ပြီးတော့ဒီသွင်းလိုက်တာဒီစီမံကိန်းဆိုတဲ့ဘတ်စကက်ဘောလုံးကိုသူကသွင်းလိုက်တာဘယ်ကိုသွင်းလဲဆိုချိုင်းနာဆိုတဲ့သူတို့ချင်းတွေကိုသွင်းတာမှာအလေရပြည်သူရဲ့ခေါင်းကိုထိပြီးမှပြည်သူကအထိနာပြီးတော့မှသူကသူကခရိုနီရဲ့စီမံကိန်းဘောလုံးကပြည်သူအထိနာပြီးမှကျွန်တော်တို့ဒီချိုင်းနာဆိုတဲ့ချင်းတွေကိုဝင်သွားတယ်ပေါ့ဗျာ အဲ့တော့ပြည်သူတွေလည်းအထိနာရပါပြီဆိုတော့ကျွန်တော်လေးတရားချက်အိဗယ်အများကြီးရှိတာเนาะအဲ့ဒါမျိုးပါဆိုတော့ကျွန်တော်ဒုတိယပိုင်းမှာတော့ထင်လင်းကြော်ရဲ့ကာတွန်းကိုဖတ်ပြရင်းနဲ့ပဲဒီကနေ့ကျွန်တော်နေစုံနိုင်တဲ့ကိုရှင်တို့တင်ဆက်တဲ့သတင်းစာပေါ်ကဖတ်เสียရများအစီအစဉ်ဒီမှာပဲပြီးဆုံးပါပြီကြည့်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ